ကတော့ကျွန်တော် iPhone နဲ့ရုပ်ရှင်တကားရိုက်ချင်တယ်။နောက်ရုပ်ရှင်တကားကိုတရက်ထဲနဲ့အဲ့လို live ရိုက် live ကြည့်နေရတယ်လို့မျိုးရိုက်ချင်တယ်။အဲ့ဒီစိတ်ကူးနဲ့ဖန်ပြီးပြသွားတာကကျွန်တော် iPhone ယုံတယ်။ iPhone ယုံတယ်။ iPhone ကရိုက်ပေးတဲ့အရုပ်တွေက base screen ထိသွားနိုင်နိုင်မယ်လို့ကျွန်တော်ယုံကြည်တယ်။ယုံကြည်တဲ့အတိုင်းပဲ sensor ကြည့်တဲ့နေရာကျွန်တော်တွားကြည့်တဲ့အချိန်မှာ sensor ယုံမှာဒီမြင်ကွင်းတွေကိုကျွန်တော်မြင်လိုက်ရတဲ့အချိန်မှာ we made it voila that's my iphone ကျွန်တော်ကဟိုပရိသတ်နေရာကအမြင်စဉ်းစားတာပါကိုရိုက်ချင်တာရိုက်တာတဲ့လေဟိုငါပရိသတ်ဆိုရင်ရောဒီကောင်ကိုကြည့်မှလားဆိုတော့တောင်းရတယ်စဉ်းစားပြီးတော့ရိုက်ဖြစ်တာပါဒီကတော့ကျွန်တော် iPhone နေနဲ့ရုပ်ရှင်တကားရိုက်ချင်တယ်နောက်ရုပ်ရှင်တကားကိုတရက်ထဲနဲ့အဲ့လို live ရိုက် live ကြည့်နေရတယ်လို့မျိုးရိုက်ချင်တယ်အဲ့ဒီစိတ်ကူးနဲ့ခံပြီးပြသွားတာပါဟိုတနေ့တာအဖြစ်ပြက်ကိုတကယ်တနေ့တယ်ရိုက်တာပါလေ live ရိုက်နေရတယ်လို့ခံစားရတယ် ဒီဖြစ်ပျက်ကို live ကြိုက်နေရမလို့ခံစားရတယ်။နောက်ကြည့်တဲ့ပရိသတ်ကလည်းဒါ live ကြည့်နေရတယ်လို့ခံစားရစေချင်တယ်။အဲဒီစိတ်ကူးနဲ့တရက်ထဲရိုက်ဖြစ်သွားတာ။ကျွန်တော် iPhone ယုံတယ်။ iPhone ယုံတယ်။ iPhone ကရိုက်ပေးတဲ့အရုပ်တွေက base screen ထိသွားနိုင်နိုင်မယ်လို့ကျွန်တော်ယုံကြည်တယ်။ယုံကြည်တဲ့အတိုင်းပဲ sensor ကြည့်တဲ့နေရာကျွန်တော်တွားကြည့်တဲ့အချိန်မှာ sensor ယုံမှာဒီမြင်ကွင်းတွေကိုကျွန်တော်မြင်လိုက်ရတဲ့အချိန်မှာ we made it ပေါ့။ That's my iPhone ။ရိုက်နေတဲ့အချိန်တုန်းကတော့ဒါ ယုံကြည်မှုတစ်ခုနဲ့စွန့်စားရတာပဲလေဒါယုံပေါ်တင်ရောက်တဲ့ quality ဖြစ်ပါမလားဖြစ်ရမယ်ဆိုတော့ယုံကြည်မှုနဲ့တွားရတာပဲဒါတကယ်ပြန်မြင်လိုက်ရတဲ့အချိန်မှာတော့ we made it ဖြစ်နေတယ်စင်ဆာကြည့်နေဆိုတာကသူကဇာလန်ကြီးပဲကြည့်တာမဟုတ်လေဇက်ကားရဲ့အယုတ်အတန်အရင်သွေးကိုလည်းကြည့်တာဆိုတော့ဒီကားစင်ဆာခွင့်ပြုချက်ရတာဆိုတော့ iPhone နဲ့ကြိုက်ခဲ့တဲ့အယုတ်တွေကတကယ်ကိုယုံပိတ်ကားအထိ quality တစ်ခုမှီလို့ပါအဲလဲမှာပါနှစ်တိုင်းတော့လဲကန်ရပါလဲမှာပါ ဆန်ကုံတာရောအဓိကပဆန်ကုံတာရောနော်ပဆန်ကတော့ကုံတာပဲဒါကတော့ဒီအရယူးလောင်ယူးလောင်လဲကုံခံရတာဒီနေ့ကတော့အဲ့ဒီ signature color ပဲလူရင်ပြောများကြတာလေကြိုင်တော့လဲအဲ့ဒါပဲကြိုင်ပြမယ်ချင်းပါတယ်အဓိကသူ့ရဲ့ security ကိုကြိုက်တာကျွန်တော် iPhone ကိုကြိုက်တာသူ့ရဲ့ isolated ပြမှုကိုကြိုက်တာသူများနဲ့အလွယ်တကူ sharing လုပ်လို့မရအောင်အဲ့ဒါကိုကြိုက်တာဟိုးအရင်တော့ကျွန်တော်တို့ iPhone တွေစပေါ်ကားတော့ကျွန်တော်တို့ keypad phone တွေနောက်ဟို ဒါတချို့ Android ဖုန်းတွေပါတွေက file တခုအလွယ်တကူအဲနင့်ထဲကသတင်းတွေငါ့ကိုပေးပါလို့ငါထဲကတချို့တွေယူလိုက်လို့အလွယ်တကူ sharing လုပ်လို့ရတယ်ကျွန်တော်အဲ့လိုသူများနဲ့ sharing လုပ်ရတာကိုမကြိုက် iPhone ကအဲ့လိုအလွယ်တကူ sharing လုပ်လို့မရဘူးအဲ့ဒါကိုကြိုက်ကျွန်တော်ကကြိုက်တယ်လေကျွန်တော်က iPhone ပါလို့လို့ဘယ်တော့မှမကောင်းပြောမဲ့သူမှမဟုတ်ဘူး gimbal gimbal တွေနဲ့ရိုက်တယ်နောက်တော့ tripod တွေနဲ့ရိုက်တယ် DOB တကယ်အပြည့်မှာ professional ရိုက်နေတဲ့ DOB ညီလေးတွေပါ အဲ့လိုတော့မရှိဘူးပြကျွန်တော်ဒါဟိုအချိန်ချင်းစမ်းသပ်ခဲ့ပြီးသားဒီဒီသူ့ရဲ့ဒီဟိုအခုဒါဆိုရင်ကျွန်တော်ဒီမှာအခု video မှာ 4K 24 frame per second နဲ့ ProRes ကို ProRes ဘူးကို on ထားတာ။ဒါဆိုတော့ကျွန်တော်ဒီဒီ setting နဲ့ရိုက်တာပေါ့နော်။ဒီ setting နဲ့ရိုက်တာ။ဒါဒါကိုကျွန်တော်အချိန်ချင်းရိုက်ပြီးတော့အချိန်ချင်း color correction indoor outdoor ကျွန်တော်စမ်းပြီးတော့လုပ်ခဲ့တယ်။ color correction ကျွန်တော်လုပ်ခဲ့တယ်။လုပ်ပြီးတော့မှဒါလုပ်လို့ရပြီလို့ယုံကြည်ပြီးတော့ရိုက်တယ်။ ကျွန်တော်နဲ့အရင် family ဖြစ်ခဲ့တာကြာပြီလေကျွန်တော်ဟိုးရင် 3G လဲကစကင်ခဲ့တာဆိုတော့ဘယ်လိုကိုနဲ့ friendly အရင်ဖြစ်နေပြီပြုဆောင်တွေကလလောဆယ် Tyron တယောက်ကတော့ဒါကျွန်တော်ဟိုးရင်တွေကဒီဇန်ယုံးဖိုင်နဲ့ဓာတ်ပုံနဲ့မိတ်ဆက်ပေးမှုထားတော့ Tyron တယောက်ကတော့အလိုလိုမိတ်ဆက်ပေးပြီးသားဖြစ်သွားတာပေါ့နော်။ Channel တွေပြုဆောင်တွေကိုတော့ကျွန်တော်အပြေးပြေးချင်းတယောက်ချင်းမိတ်ဆက်ပါအောင်မယ်။သူတို့ရွေးချယ်ရတဲ့အကြောင်းရင်းတွေရှိပါတယ်။ဟိုအဓိကကတော့ memory အရင်ကောင်းတဲ့ပြုဆောင်တွေရွေးခဲ့တာ။ တိုင်ရုံလည်းဒီလိုပဲတိုင်ရုံလည်း memory dialog ချက်တဲ့ memory ကောင်းတယ်ဒီကားကကျွန်တော်ကတည့်ရက်ထဲအပီးရိုက်ချင်တာဖြစ်တဲ့အတွက်ပြုံးဆောင်လေးပေါ်မှာတောင်းဆိုမှုများတယ်ဘလို့များတာလဲဆိုတော့တို့က dialog တွေကိုဟိုနှစ်ယောက်အပြန်လာစကားပြောတဲ့ဇာတ်ဝင်ကမျိုးဆိုရင်တစ်ဖက်စကားတွေကရတဲ့ဒီမျိုးတွေဖြစ်မှရမယ်ကျွန်တော် reject ရှိလို့မရအောင်ကျွန်တော်လောက်ထားတဲ့ schedule ရ reject ရှိလို့မရတဲ့အတွက်တစ်ဖက်လူရဲ့စကားတွေက dialog တအုပ်လုံးအလွတ်ရတဲ့ဒီမျိုးတွေဖြစ်ရတယ်ဆိုတော့အဲ့ဒီအတွက်ကျွန်တော်တို့ကရက်ပေါင်းများစွာ rehearsal လုပ်ခဲ့တာလေ စဉ်းစားကြည့်တော့ကျွန်တော်ဖုန်းနဲ့ရိုက်တယ်လို့ထည့်မပြောခဲ့ဘူးပြောမလို့အဲ့လိုပါဘာလို့လဲဆိုတော့ဟိုစဉ်းစားကဘာကင်မရာနဲ့ရိုက်လာမှအခွင့်ပြုမယ်ဆိုတာမျိုးမပါဘူးလေ